ဒီဗီဒီယိုထဲမှာကျွန်တော်ကကလေးငယ်လေးတွေချောင်းဆိုးလို့ရှိရင်ဘယ်လိုတက်တောင်လုပ်ပြီးလို့ရတယ်ဗောနော်ဘယ်လိုတောက်ဆေးတွေတောက်လို့ရတယ်ဘာတွေကတင့်တော်တယ်ဘာတွေကမတင့်တော်ဘူးလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီတော့ကျွန်တော်ကချောင်းဆိုးရဲဆိုတာဘာလဲဆိုတာ ਨੇ အရင်ဆုံးစပြောပြပေးပါမယ်ချောင်းဆိုးတော့ကျွန်တော်တို့အင်္ဂလိပ်လိုတော့ cough လို့ခေါ်တာဗောနော်အဲ့တော့ချောင်းဆိုးရဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကဗောနော်ဒီပြန်ပြီးတော့ ခန္ဓာကိုယ်ကတုတ်ပြန်ပေးတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ခန္ဓာကိုယ်ထဲကိုဗျာဒီနှာခေါင်းကနေစင်ဗောနော်ပိုးမွားတွေဝင်လာရှိမယ်အမှုံမွားတွေဝင်လာရှိမယ်အစိတ်တော့ရှိတဲ့ပစ္စည်းတွေဝင်လာရှိမယ်အဲ့ဒီအချိန်မှာကျွန်တော်ခန္ဓာကိုယ်ကအဲ့ဒီကောင်တွေအကုန်လုံးပြန်ပြီးတော့တိုက်ထုတ်တဲ့အနေနဲ့ပြုံပြန်ပြီးတွန်းကန်လောက်လိုက်တာအဲ့ဒီဖြစ်စဉ်ကိုထောင်းဆိုရလို့ခေါ်တယ်ဗောနော်အဲ့တော့ထောင်းဆိုရဲဆိုတော့ကျွန်တော်ခန္ဓာကိုယ်မှာပုံမှန်နေထားလဲဆိုတာကောင်းတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပဲဒါပေမဲ့အချိန်တော်တော်ကြာကြာဖြစ်လာတော့မှသာဒါကိုကျွန်တော်တို့ကဒီထောင်းဆိုပြောက်စီတွေပါတော့ရတာဖြစ်တယ်ဗောနော်ဒါကတော့ထောင်းဆိုတာနဲ့ပတ်သက်တဲ့အကြောင်းဖြစ်ပါတယ် အဲ့တော့ဘလို့အချိန်မှာ60ပြောက်ကြီးတိုက်ရမှာပေါ့နော်အဓိကတော့ဗျာများသောအားဖြင့်တော့ဒီ viral ကြောင့်ဖြစ်တဲ့ချောင်းဆိုးတာမျိုးဆိုလို့ရှိရင်ချောင်းပြောက်ကြီးတိုက်ဆရာမလို့ပဲသူ့ဘာသူတတ်တာဝါလေးရှိတယ်အတိုက်လေဘာမှတော့သိမတူ viral ကြောင့်ဖြစ်တယ်ဆိုသူ့ဘာသူ9ရက်တပတ်တော့အမြဲတမ်းဆက်ပြီးတော့စိုးနေမှာပဲပေါ့နော်အဲ့တော့တကယ်လို့ချောင်းဆိုးလိုက်လို့ခလေးကအိတ်တာတွေစားတာတွေနေတာထိုင်တာတွေပေါ့ဆော့တာတွေပေါ့ဘာတစ်ခုမှမထိခိုက်ဘူးဆိုရင်ကျွန်တော်တို့ချောင်းပြောက်ကြီးတောက်ဆရာမလို့လို့သတ်မှတ်တယ်ပေါ့နော်ဒါပေမဲ့ခလေးတယောက်ကချောင်းလဲဆိုးတယ်ခုနကကျွန်တော်ပြောတဲ့ချက်တွေလည်း ထိကြိုက်တယ်ပေါ့ဗျာအိတ်တာတွေစားတာတွေနေရထိုင်တာဆော့တာတွေအဲ့ဒါတွေအစားထိကြိုက်လာတယ်နောက်ချက်ကချောင်းဆိုးတဲ့ကံမှာအခြားလက္ခဏာတွေပေါ့နော်ရွှေရွှေမီတာတွေတက်ရှူကျက်တာတွေမောတာတွေအဲ့ဒါတွေပါတွဲပါလာမယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်ချောင်းဆိုးကြောက်ကြီးတောက်ဖို့လိုအပ်တယ်ပေါ့နော်နောက်ချက်ကတလိတွေပါပါလာမယ်ဆိုလို့ရှိရင်လိုအပ်တဲ့ပိုးသက်စီတွေမှာတွဲပြီးတော့တိုက်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ ီချောင်းသပြောက်စီတွေတွေ့ရလိုက်တဲ့လို့မရပါဘူး။သူသက်ဆိုင်ရာယောဂလက္ခဏာကိုမူတည်ပြီးတော့ကျွန်တော်တို့ကတိုက်ရလာဖြစ်တယ်ပေါ့နော်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုနောက်ပိုင်းမှာကျွန်တော်တို့တစ်ခုချင်းသတိစိတ်ထပ်ပြီးတော့ရှင်းပြပေးပါမယ်ပေါ့။အဲ့တော့အကြမ်းမက်စေ့ချင်တာကတော့ viral တော့ဖြစ်တဲ့ချောင်းချောင်းဆိုးတာမျိုးဆိုရင်ချောင်းပြောက်တွေတိုက်ဆရာမလိုဘူး။ကလေးအိတ်စားတွေပိုင်းမထိကြဘူးဆိုရင်ချောင်းပြောက်တွေတိုက်ဆရာမလိုဘဲနဲ့ထားလို့ရတယ်ပေါ့နော်။ဒါပေမဲ့သတိတွေပါတဲ့ကလေးမှာချောင်းယောဂလက္ခဏာတွေတွေ့ဖြစ်လာမယ်ဆိုရင်တော့ချောင်းပြောက်တွေတိုက်ဖို့လိုပါမယ်နော်။အဲ့ဒါလေးသိဖို့လိုပါတယ်။ အရင်ကျွန်တော်ကချောင်းသွေးပျောက်စီတွေမပြောခင်ပါဘူးเนาะချောင်းသွေးပျောက်စီမပါဘဲနဲ့ကုသလို့ရတဲ့နီလန်းလေးတွေအရင်ဆုံး share လေးလုပ်ပေးရင်ချင်ပါတယ်ဗောနော်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့အဓိကတော့ဗျာဒီကလေးကိုရေနွေးငွေ့ရှူခိုင်းတာတွေအရေးပူပူလေးတွေဗောနော်ရေများများတိုက်တာအဲ့လိုမျိုးကအဓိကချွဲပျော်စီတယ်ရေတက်ပြေးသွားတဲ့ခါမှာချောင်းဆိုးတာအကျဉ်းညော့သွားသေးတယ်ဗောနော်နောက်တစ်ခုကတော့စားရီခတ်ပေးတာဗောနှာခေါင်းထဲကိုစားရီလေးခတ်ပေးအဲ့စားရီဆိုတာကိုယ့်ဘောက်ကိုဖြော်ထားတဲ့စားရီမဟုတ်ဘူးเนาะဒီကျွန်တော်တို့ drip လင်းမှာပါတဲ့စားရီအပြင်မှာဆိုတော့ physio dough တွေဝယ်လို့ရတယ်ဗောနော်အဲ့စားရီလေးခတ်ပေးမယ်ဆိုလဲဒီချောင်းဆိုးတာအများကြီးတတ်တာသေးတယ်ဗောနောက်ချက်က ကလေးကိုချောင်းစိုးစီတယ်စလိန်ငွေတွေအမုံမွားတယ်ပေါ့နော်အနှံ့သက်တွေအဲ့ဒါတွေနဲ့ကင်းတဲ့နေရာမှာထားပေးတာမျိုးပေါ့နော်နောက်ချက်ကကလေးကိုချောင်းမသွားစီမင်းနဲ့အိမ်မှာအနားယူပေးတာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်လည်းကလေးကချောင်းစိုးတာသူ့ဘာသူတက်တာဝါးလေးရှိတယ်ပေါ့နော်ဒါပေမဲ့အခုအဲ့လိုမျိုးမှမတက်တာဘူးဆိုတော့ကျွန်တော်ချောင်းစိုးပြောက်စီတောက်အောင်ပေါ့နော်အဲ့လိုဘလို့ချောင်းစိုးပြောက်စီတွေဘလို့ရွေးချယ်ရမယ်ဆိုတော့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးကြည့်ရအောင်နော် ဲ့တော့ကျွန်တော်ချောင်းစုပြောက်တွေရွေးတော့ပေါ့နော်အဲ့တော့ဘလို့ချောင်းစုလဲပုံမူတွေပေါ့ဓာတ်မတည့်ပြီးချောင်းစုလာမျိုးတွေနှာရည်ယူပြီးချောင်းစုလာမျိုးတွေအဲ့လိုမျိုးဆိုကျွန်တော်တို့ကအဓိကအပြည့်ဘာမီတွန်ပါတာပေါ့နော်ဘာမီတွန်ပါတဲ့ချောင်းစုပြောက်စီအရည်ဒါမှမဟုတ်ရှင်စထရက်ဆင်းပါတဲ့ချောင်းစုပြောက်စီအရည်ယူရွေးချက်ပြီးတော့တိုက်ဖို့လိုရပေါ့နော်တကယ်လို့ကလေးကချောင်းစုတဲ့အခါမှာရှူရှူမီတာတွေအသက်ရှူကျက်တာတွေပေါ့နော်အသက်ရှူတာတွေစူညံနေရဆိုဒါဒီပန်းနိုင်ကျက်ပုံစံမျိုးနဲ့တွဲပြီးတော့ဖြစ်တာလို့ယူဆလို့ရတယ်ဒါမျိုးဆိုကျွန်တော်တို့က ဆာဘူတမောလို့ပါအောင်နော်ဘရွန်ကိုဒါလီတာပါနော်လေပြွန်ကျဲစေတဲ့ဆေးပါတဲ့ဆေးရည်နဲ့တွဲတိုက်ဖို့လိုအပ်တယ်ပေါ့တကယ်လို့ကလေးကချောင်းဆိုးတဲ့အခါမှာချွဲတလိတွေပါအရန်ထနိုင်မယ်ဆိုလို့ရှင်နော်တလိပျော်စီပေါ့နော်ကျွန်တော်ဘရွန်ဟက်ဆင်းလို့လိုမျိုးအမ်ဘရောဆဲလို့လိုမျိုးပေါ့နော်အဲ့လိုမျိုးတလိပျော်စီပါတဲ့ချောင်းဆိုးပျော်စီနဲ့တွဲတိုက်ဖို့လိုပါတယ်ပေါ့တကယ်လို့ကလေးကချောင်းကြောက်ဆိုးတယ်ပေါ့နော်ချောင်းကြောက်ဆိုးတယ်ချောင်းကလည်းတော့လျှောက်မရက်မနာပဲဆိုးတယ်ပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီဒက်စထရိုမက်သိုဖန်လို့ဆေးမျိုးတွေပေါ့နော်ချောင်းဆိုးပျောက်စီပေါ့နော်ချောင်းချောင်းဆိုးတာပဲတည်တံပျောက်တဲ့ဆေးတွေပေါ့အဲ့ဆေးရည်တွေကိုအများကြီးတိုက်ဖို့လိုအပ်တယ်ပေါ့နော်တကယ်လို့က ကလေးကချောင်းဆိုးတာအပြင်ပေါ့နော်တခြား underlying disease တွေပေါ့နော်ပြောချင်တာတော့အထောက်ခံယောဂတစ်ခုပေါ့ဗျာပန်းနိုင်ရင်ကျက်တို့လိုမျိုးအဆုတ်ရောင်တာလိုလိုမျိုးပေါ့နော်နောက် TB ယောဂလိုမျိုးအဲ့လိုယောဂတစ်ခုပါအခံရှိမယ်ဆိုတော့အဲ့ဒီယောဂတွေကိုပါကုသဖို့လိုပါတယ်ပေါ့နော်ချောင်းဆိုးပျောက်စရီပဲတွေ့ပြီးတော့တိုက်နေုံနဲ့တော့အဲ့ဒါကောင်နဲ့သက်သာမှာမဟုတ်ဘူးနောက်ခံယောဂကိုပါကုမှသာချောင်းဆိုးပျောက်တာပါချောင်းဆိုးပါပို့ပြီးတော့ပျောက်သွားမှာပေါ့နော်အဲ့တော့အဲ့ဒါလေးပါသတိထားစေချင်ပါတယ် တော့ချောင်းသွေးပြောက်ဆေးတိုက်မယ်ဆိုလို့ရှင်တော့နောက်ဆက်တွဲဘေးရက်ဆိုးရိုးတွေသိထားဖို့လိုတာပေါ့နော်အဲ့တော့ချောင်းသွေးပြောက်ဆေးဒီမှာပါတဲ့ဓာတ်တွေပေါ့နော်ဓာတ်ပစ္စည်းတွေကခလေးမှာနှလုံးကုန်မြန်သွားတာတွေနှီးသွားတာတွေလည်းရှိလာနိုင်တယ်နောက်ချက်ကချောင်းသွေးပြောက်ဆေးဒီမှာပါတဲ့ဒီ antihistamine တွေပေါ့ဗျာဘာမီတွန်တို့လိုဟာမျိုးတွေစစ်တွင်းသင်းလိုဟာမျိုးတွေကအိငိုက်တယ်မှိန်းတယ်ပေါ့နော်ပြီးတော့ချောင်းသွေးပြောက်ဆေးမှာပါတဲ့ချိုးတက်စီတွေကခလေးတွေကိုတက်စီနိုင်တယ်နောက်ပြီးတော့မူးဝေနိုင်တယ်နောက်ချက်က off and နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလက္ခဏာမျိုးတွေပြလာနိုင်တယ်အဲ့တော့ကောင်းလာကတော့ဗျာ၄နှစ်အောက်ကလေးတွေမှာဆိုတော်အောင်နိုင်အောင်ကိုယ့်ဘာကိုချောင်းသွေးပြောက်ဆေးကုသပေါင်းတွေကိုမတိုက်သင့်ဘူးပေါ့နော် ိုက်လို့မရတာမဟုတ်ဘူးเนาะဆရာဝန်ညွှန်ကြားချက်နဲ့မှတိုက်တင်တယ်ပေါ့เนาะကုသဘောနဲ့ကိုတိုက်လို့ရတော့လေးနှစ်ချက်ဆိုတော့ကုသဘောနဲ့ကိုတက်လို့ရတယ်ခုနကျွန်တော်ပြောတာဒီနှစ်ထောင်ထားပြီးပါတယ်ဆိုရင်ရွေးချယ်ပြီးတော့တိုက်ကြည့်ပေါ့เนาะတကယ်လို့အခုလို့ဘေးရဆိုးကျိုးတွေရှိလာပြီဆိုလို့ရှင်เนาะဆက်ပြီးတော့ကုသဘောနဲ့ကိုမကူနဲ့တော့ခလေးဆရာဝန်ကြီးအမြဲတမ်းပြပြီးတော့လိုအပ်တဲ့ကုသမှုကုပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ကဲတော့နောက်ဆုံးနေတယ်ပေါ့เนาะဘလို့အချိန်မှာခလေးတယောက်ကိုစိတ်ဝင်စေခံနဲ့ပြဖို့လိုအပ်တယ်ပေါ့เนาะ ချောင်းဆိုးတာပြင်ပေါ့နော်ဘာတွေပါတွဲပါလာမယ်ဆိုရင်အဲ့လိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပါမယ်အဲ့တော့ပထမချက်အနေနဲ့ဒီကိုပူချင်းက100 degree Fahrenheit ဒါမှမဟုတ်ရှင်39 degree Centigrade ပေါ့နော်နှစ်ခုလုံးကျွန်တော်ပြပြပါလိုက်မယ်ဘာကြောင့်ဆိုတော့တချို့တောင်မီတာတွေမှာ degree Fahrenheit နဲ့ပြတယ်တချို့တောင်မီတာတွေမှာ degree Centigrade နဲ့ပြရပါတော့ Celsius လို့ချုပ်ပြောကြရပါတော့အဲ့တော့100 degree Fahrenheit ထက်ကျော်ရင်သမဟုတ်39ဒီဂရီစင်တီဂရိတ်သမဟုတ်ဆက်စီရပါတော့အတူတူပဲเนาะအဲ့ဒါအထက်များရဆိုရှင်စိတ်ဝင်စေခံပြဖို့လိုလိမ့်မယ်နောက်တစ်ခုကအသက်ရှူပုံမီမြန်လာတာတွေရေမက်အောက်ပိုင်းခြိုက်ဝင်တဲ့အထိအသက်ရှူရတယ်ပေါ့နော်ရေမက်အောက်ပိုင်းခြိုက်ဝင်တဲ့ခရီးကြီးတန်းတိတာပါတယ်နောက်ချက်ကဒီအသက်ရှူသွင်းရှူထုတ်တဲ့အချိန်မှာတရှူရှူမိတဲ့နေဒါမှမဟုတ်အချားတန်တွေအများကြီးကြားလာတဲ့အခါကျရင်နောက်ချက်ကခလေးနှခမ်းနဲ့ရှာတွေပြလာခဲ့ခါကျရင်နောက်ချက်ကခလေးကချောင်းဆိုးလာပြီးအစားတော့ကတိတာကျော်သွားတယ်နှုတ်ကောင်းကောင်းမဆိုးတော့အဲ့လိုမျိုးဆိုလို့ရှင်ပါနော်နောက်တစ်ခုကအိတ်ချိန်ကတာမန်တက်ပို့ပြီးတော့တိတာများလာတစ်ချိန်လုံးအိတ်နေပါကပြောရရင် ်နောက်တစ်ခုကတော့ဒီအိတ်စားပြက်လောက်အောင်နေရောညအောင်စလိုက်ချောင်းဆိုးနေမယ်ဆိုရင်နောက်တစ်ခုကတော့တရက်တရက်ချောင်းဆိုးတာပူပူပြီးဆိုးလာမယ်ဆိုလို့ရှိရင်အဲ့ဒါအားစေးဟုတ်စေးကနေပြဖို့လိုအပ်တဲ့လက္ခဏာဖြစ်ပါတယ်အဲ့လိုအချိန်မှာဆိုရင်တော့ ဒီချောင်းသိုးပြောက်စီလေးပဲတိုက်ပြီးတော့အိမ်မှာမထားသေးဘူးပေါ့နော်။အဲ့တော့အဲ့လိုလေးသတိထားဖို့လိုလေလို့ကျွန်တော်ကြံပေးခြင်းပါပေါ့နော်။အဲ့တော့ကျွန်တော်ကခလေးငယ်တွေချောင်းဆိုးမဲ့သူချင်းဘယ်လိုတတ်တာအောင်လုပ်ပြီးရလဲ။ချောင်းသိုးပြောက်စီလေးဘယ်လိုရွေးချယ်လို့ရလဲ။ဘယ်လိုအချိန်မှာတော့ဆရာဝန်နဲ့အမြန်ဆုံးသွားပြီးတော့ပြသတဲ့နေဆိုတဲ့အချက်တွေကိုကျွန်တော်ဒီဗီယူမှာအသေးသေးပြပြပြသားဖြစ်သွားပါပြီပေါ့နော်။အဲ့တော့ဒီဗီယူလေးကြည့်ရှုတဲ့လူတွေနဲ့လည်းကျမ်းမာပူဇာရရှိသွားမယ်လို့ပြောနေပါတယ်။အခုလိုမျိုးကျမ်းမာပူဇာဗီယူလေးတွေကိုကျွန်တော်တို့ရဲ့ပပမ channel ကနေအမြန်တိဆက်ပြပါမလို့ကျွန်တော်တို့ရဲ့ပပမ channel တွေကိုအမြန်ဆောင်မြောက်အားကြပါလို့ပြောနေတယ်ပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်။ကျွန်တော်ကတော့ပပမ channel မှာကျမ်းမာပူဇာအမြန်တိဆက်ပေးနေတဲ့ဒေါ်တော်ယူပါ ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာမျှဝေကြမယ်နော်